ဟယ်လိုဒီနေ့လှည့်ကြလာတဲ့မနူးလေးကတော့မုံဖတ်တုပ်လေးပဲဖြစ်ပါတယ်ရှင်။မုံဖတ်လေးကိုငဖယ်လေးနဲ့စာလေးခွေကျော်လေးနဲ့တုပ်စားမှာပဲဖြစ်ပါတယ်။ဖဲသားလေးကိုစားဟင်းပြင်းနဲ့ဂျင်းလေးလေးထည့်ပြီးတော့အရသာလေးနဲ့ပြီးတော့အလုံးလေးလောက်ပြီးတော့ဒီလို CO ထဲမှာထည့်ပြီးတော့ကြုံမှာပဲဖြစ်ပါရဲ့ရှင်။ ဟိုဘက်ဒီဘက်ဆန်ပေးပါမယ်အခေကအတွင်းသားလေးကိုဖြစ်အောင်ပေါ့နော်ချွေဝါရောင်လေးရတဲ့ထိကြုံပါပါဒီအတွက်ကတော့ချက်သွုံဖြူဂျင်းပုံချောက်မောက်ထည့်ပြီးတော့ပုံချောက်ပေါ့နော်ပုံချောက်ထည့်ပြီးတော့ရင်လေးလေးထည့်ပါမယ်ရင်လေးလေးပပပပဆူလာပြီဆိုလို့ရှိလို့ရှိရင်တော့ဒါဘာထည့်မလဲဆိုတော့စားလေးနည်းနည်းထည့်ပါမယ်ဒါအရသာအတွက်ပေါ့နော်စားလေးထည့်မယ် တော့ပစုံချောက်အရတာနဲ့ဟင်းရည်လေးကချို့နေတယ်။အဲ့မှာတော့ဆက်လက်ရွက်ကလေးကိုထည့်မှာပဲဖြစ်ပါတယ်။ဆက်လက်ရွက်ဟင်းရည်လေးပေါ့နော်။အရန်တောက်လို့ကောင်းပါလေရှင်။အဲလုတ်တောက်ကြည့်ကြပါနော်။ဆက်လက်ရဟင်းဂျိုလေးပေါ့။ဆက်လက်ရကိုဒီတိုင်းစားတာမဟုတ်ခင်ဟင်းဂျိုလေးလုတ်တောက်တာ။အရသာအရန်ကောင်းပါလေချွတ်ချိုလေးနဲ့လေ။ဘုံဒီတော့ဖို့တက်ကို က်တယ်လို့စီကြက်ချက်မှာပဲဖြစ်ပါတယ်စနေနေ့နည်းနည်းထည့်ပြီးတော့ဒီဝါရောင်လေးတန်ဖြစ်ကြည့်ဖို့ဒါကက်တယ်လို့စီကြက်ချက်လိုက်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့တုတ်လို့ရပါပြီငဖယ်လေးတွေကိုညှက်ပါမယ်ရှင်ဒါငဖယ်လေးတွေကိုကိုကြိုက်တယ်လို့လေးတွေညှက်ပြီးတော့ဒါငဖယ်ထည့်တုတ်မှာပေါ့နော်အဲငဖယ်သားလေးနဲ့ဒါကိုကကိုလည်းဒီတိုင်းလေးလည်းနှိုက်စားရလဲတော်တော်ရှိရပေါ့နော်ကြော်နေရင်လည်းစားကျင်တော့ငဖယ်သားလေးနှိုက်စားလို့ကောင်းတယ်ပေါ့နော် ငါဖယ်လေးတွေညှက်ပြီးသွားပြီဆိုလို့ရှင်เนาะဒါဆာလူခေကျော်လေးပါမယ်ပဲဒီကြိုင်လဲထဲပေါ့เนาะနန်းနန်းပင်ဒါကငံပြရဲ့ချဲမကြီးရေစီချဲငရုတ်တိမှုတ်ပဲမှုတ်အကျက်ပေါ့เนาะကြဲအခုဆိုလို့ရှင်เนาะစပြီးတုတ်ပါပြီဒီ channel လေးကို like and subscribe လေးနဲ့လည်းအားပေးတော့ကြပါအောင်เนาะခုလိုမျိုးပဲအိမ်ချက်နေတိုင်းချက်စားတဲ့ဘာဟင်းလေးတွေချက်မလဲအိမ်မှာချက်တဲ့ဟင်းလေးတွေကို လွယ်ကူရိုးရှင်းစွာနဲ့တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and subscribe လေးနဲ့လည်းအားပေးကြကြပါဦးနော်။စီချလေးထည့်ပဲမှုန်လေးထည့်ပြီးသွားလို့ရှိရင်မကြီးရည်လေးထည့်ပါမယ်။မကြီးရည်လေးကတော့ကိုယ်ကနည်းနည်းချင်းချင်းလေးကြိုက်တော့လေးသုံးဆုံးလောက်ထည့်လိုက်တယ်။ငရုတ်သီးမှုန်လေးလည်းထည့်ပါမယ်။ပြီးွားရင်တော့ဒါငံပြာရီချက်လေးပေါ့နော်ငံပြာရီချက်လေးလည်းထည့်လိုက်ပါတယ် စားလေးထည့်ပါမယ်ဒီတော့ရင်တော့ဒါငံပြာလေးနည်းနည်းထည့်လိုက်ပါမယ်ရှင်ကဲလက်တုပ်ဆောင်လေးစပါပြီစတုပ်ပါပြီမုန်တီလေးကိုနှဲပေါ့နော်အာရပါရ မောဖတ်တုတ်ကလေးကအခုလိုမျိုးဒါလေးကတော့ဒါရန်ကုန်တုတ်ခေါ်မလားဘောနော်အဲအဲ့လိုမျိုးလေးတုတ်စားကြတယ်ရခိုင်ရခိုင်တုတ်လေးလည်းရှိရရခိုင်တုတ်ကတော့ငပိလေးနဲ့ထည့်ပြီးတုတ်လိုက်အောင်ပဲဘောနော်ငပိငပိလေးနဲ့ဘောနော်ရခိုင်တုတ်လည်းစားတယ်ဘောနော်မောဖတ်တုတ်ဆိုရင်တော့အရန်ကြိုက်တော့အိမ်မှာခဏခဏကိုတုတ်စားဖြစ်ပါတယ်မောဖတ်တုတ်ကလေးကိုနေ့လယ်စားလေးလည်းစားလို့ရတယ်ခိုင်ကြိုက်မောဖတ်တုတ်မနက်စားရောညနေစားရောညစားရောမောဖတ်တုတ်နဲ့နေစားလိုက်တာဘောနော် ပြီးသွားရောပေါ့အဲ့လိုမျိုးလေးဒါပယ်သီးလေးထည့်ပါမယ်ဒီလေးငဖယ်လေးလည်းထည့်ပါမယ်စာလေးကွေကြော်လေးလည်းထည့်ပါမယ်ရှင်သုံးဆောင်ကြပါဦးရှင်မုန်ဖတ်တုတ်ကလေးရပါပြီရှင်အခုလိုဆုံးဖြတ်ကြည့်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းအခုလိုမျိုးအိမ်ချက်လက်ရာလေးတွေကိုလည်းကူရိုးရှင်းစွာနဲ့တင်ပြပေးသွားမှာဖြစ်လို့ like and subscribe လေးနဲ့ channel လေးကိုအားပေးသွားပါနော်။တတား